တော်ရရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် April 20ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်။ဒီကနေ့မှာတော့တန်တွဲမျိုးနဲ့မှာစစ်ပေးချောင်တွေအလူခံစားသောက်မှုများလာတဲ့အကြောင်းစစ်တွေမျိုးမှာလင်လောက်သောအမျိုးသမီးတွေပို့ပို့ထင်ထင်တွေ့လာရတဲ့သတင်း လာရှိုမျိုးကိုစစ်ကောင်စီတက်ပြန်ဝင်တဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျမမြင်းမြတ်နိုးနဲ့တူမမျိုးတီကြီးကျိုကိုထင်းနိုင်ဦးတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့သံတွင်းမျိုးနယ်မှာစစ်ဘေးရှောင်တဲ့အလှခံစားတောင်းတာများလာတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။ စေဘေးရှောင်နေတာတနေ့ကျော်အထိကြာလာတာနဲ့အမျှစောဝဲနေရဲ့ကြက်တေးတာအလောက်ကန်ချော့ပါတာတွေကြောင့်တန်တွဲမျိုးနေမှာအလုခန့်ဆော့တော့သူတွေမြလာတယ်လို့သိရပါဗျ။ စီပီဆောင်နှစ်တောင်းကျော်ရှိတဲ့တန်တွဲမျိုးနဲ့မှာအ धिक လုပ်ငန်းဖြစ်တဲ့ငါဖန်လုပ်ငန်းတွေမှာစစ်ကွန်စီနေပြည်တော်ကြောင့်ပုံမှန်မလေးပဲနိုင်သေးတာဖြစ်ပါတယ်။အဲ့ဒါအပြင်ဟိုတယ်ခရီးသွားနဲ့ဝက်ဆမုံလုပ်ငန်းတွေမှာလည်းရပ်တန်းနေတာတွေကြောင့်ဒေသတွင်းမှာအလုတ်ကန်ရှော့ပါတာကိုခံစားနေကြရပြီးငွေဝင်တဲ့ဒဏ်ကိုဖြေရှင်းဖို့အခုလိုအလှခံစားတော့လာကြတာဖြစ်ပါတယ်။အသက်အရွယ်မရွေးခလင်းငယ်တွေကအစားတကြီးရော်တွေအထိမျိုးတွင်းလှိမ့်လိပြီးတော့အလှခံစားနေကြရတယ်လို့ပြောဆိုကြပါတယ်။ တန်တွဲမြို့နယ်မှာလူမှုကူညီရေးအဖွဲ့တွေနေပါတာဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်တောက်တာတွေနဲ့အတူအလုံငယ်ရရှိမှုနေပါတာတွေကြောင့်စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီးကူညီထောက်ပံ့တဲ့အပိုင်းမှာလည်းအားနည်းနေကြပါတယ်။အခုလိုစစ်ဘေးရှောင်တွေတောင်းရင်စားတောင်းနေရတဲ့အပေါ်ဖြည့်ရှင်းနိုင်ဖို့အတွက်နေရပြင်ခွင့်ရရင်နဲ့ပြင်လည်နေရရှတ်ထရဲကို ULAAA ကဆောင်ရွက်ပေးဖို့လိုတယ်လို့ထောက်ပြပြောဆိုတာတွေရှိနေပါတယ်။ စစ်တွေမျိုးမှာလင်းလုံသားအမျိုးသမီးတွေပို့ပို့ထင်ထင်တွေးလာရတဲ့သတင်းကိုပြောပြပေးမှာပါစစ်ကောင်စီထင်းရှောက်ထားစစ်ဖြစ်တဲ့ရခိုင်ပြည်မျိုးတို့စစ်တွေမှာရှိတဲ့လမ်းမကြီးနဲ့နာမည်ကြီးစားတောက်ဆိုင်တွေမှာလင်းလုံသားအမျိုးသမီးတွေကိုပို့ပို့ထင်ထင်တွေးမြင်လာရတယ်လို့စုံစမ်းသိရှိရပါတယ်လင်းလုံသားအမျိုးသမီးတွေကိုစစ်တွေမျိုးဝေတာလီဘိုလုံကွင်းအဝေးပြေးကာကိတ်အနင်းဘိုးဘွားရိတ်တာအနင်းကန်နာလန် BHD စိတ်ကန်ရွှေပြေတာကာကိတ်အနင်းမျိုးတွင်းနာမည်ကြီးစားတောက်ဆိုင်တချို့မှာပို့ပို့ထင်ထင်တွေးမြင်လာရတာလည်းဖြစ်ပါတယ်မျိုးတွင်းပိမင်းရှင်ကြာမြင့်လာတာနဲ့အများဒေသခံတွေမှာ လောက်ကင်မရှိတာစာဝဲနေရငွေကြေးကျက်တဲ့တာတွေနဲ့အငယ်ပေးစိတ်နေကြတဲ့အတွက်အမျိုးသမီးအများစုဟာငွေကြေးရလိုမှုတွေကြောင့်လင်လောက်သားအလောက်ကိုလောက်ကင်လာကြတာဖြစ်တယ်လို့မြို့ခံတွေကပြောကြပါတယ်။လုံခြုံရေးစိုးရိမ်တာတွေကြောင့်စစ်တွေကစီးပွားရေးလုပ်ငန်းရှင်တွေငွေကြေးအဆင်ပြေသူတွေပါဝင်ဒေသခံအများစုဟာဘေးလွတ်ရာသို့တင်းချောင်နေကြပြီးတော့မြို့ထဲမှာအခြေခံလက်လုံးလက်ဆနဲ့ဆင်းရဲနံပါတ်သူအများစုတာကြန့်ရှိတော့တာဖြစ်ပါတယ်။လာချုံမြို့ကိုစစ်ကောက်စီတက်ပြန်ဝင်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။ ကိုကန်တဲ့ MDA တင်ပိုက်ထားတဲ့လာရှိုမျိုးကိုစစ်ကောက်စီရင်တန်းတွေဒီကနေ့နနေပိုင်းမှာစတင်ဝင်ရောက်လာတယ်လို့လာရှိုမျိုးခံတွေစီကသိရပါဗျ။ ကားစီရရာနဲ့ရှိတဲ့စစ်ကောက်စီရင်တဲတွေမှာအရှင်းမြောက်တိုင်းစစ်ဌာနရှုံးရာမခအလံတွေလွှင့်ပြီးတော့ဝင်ရောက်လာတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိလာရှုမြို့မှာဧပြီလ16ရက်နေ့ကလေးကတရုတ်ကိုယ်စားလှယ်တင့်ရှိကျွန်းဦးဆောင်တဲ့စောင့်ကြည့်ရဲ့အဖွဲ့လေရောက်ရှိနေတာပါ။မနေ့ကနေစပြီးတော့လာရှုမြို့အထင်ကရနေရာတွေကကိုကန့်တဲ့ MNDA အလံတွေဖြုတ်ချထားပြီးမြန်မာနိုင်ငံအလံပဲကျန်ရှိတော့တယ်လို့သိရပါဗျ။ဆွေးနွေးပွဲသဘောတူညီချက်အရလာရှုမြို့ပေါ်ရက်ွက်စစ်နှစ်ခုကိုပဲစစ်ကောက်စီထိန်းချုပ်မှာဖြစ်ပြီးတော့ကျန်တဲ့မြို့ ပတ်ဝန်းကျင်ကိုကိုကန့်တက်ကဆက်လက်ထိန်းချုပ်ထားမှာဖြစ်ပါတယ်။လာရှုမျိုးကိုလွှဲပြောင်းရင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန်စစ်ကောက်စီရဲ့အမှတ်၁စစ်စင်ရဲ့အထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDA ရဲ့အထွေထွေအတွင်ရင်မှုနဲ့စစ်ဦးစီးချုပ်တို့တွဲဆောင်ဆွေးနွေးခဲ့တယ်လို့နိုင်ဆက်သူတွေကသိရပါတယ်။စစ်ကောက်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတေရှိတဲ့လာရှုမျိုးကိုပူပေါက်တက်တွေနဲ့အတူ MNDAA က2024ခုနှစ်ဩဂတ်လအတွင်းမှာတင်ပိုက်နိုင်ခဲ့ပြီးတော့အထူးဒေသတစ် အဖြစ်အုပ်ချုပ် ုတ်ရဲရန်တရားတွေတိဆောင်နေစမှာတရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကြောင့်ပြန်လည်လွတ်လပ်ခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိတရုတ်ရဲ့ဖိအားကြောင့်လာရှိုမျိုးကကိုကန့်တက်ဟာတိမ့်ပိတ်ထားတဲ့တိမ်ဒီကွန်းလွန်စားတဲ့မျိုးတွေကိုတက်ဆုပ်သွားပြီလို့သိရပါတယ်။တရုတ်နိုင်ငံရဲ့ဝင်ရောက်ဆွန့်ဖက်မှုဟာ MNDAA ရဲ့အပြင်တအောက်တက် TNL နဲ့အရခတက်တော် AA ကရှင်လွတ်လပ်ရေးတက် KIA ရဲ့အတွက်လည်းအခက်ကြုံလာနိုင်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်ရှင်။ ။တရင်တွေကိုတင်ဆက်ပေးနေပါတယ်။ငလျင်ကြောင်းအဖြစ်လို့ပြည့်စည်သွားခဲ့ရတဲ့အတွက်တက္ကသိုလ်ဝင်တဲ့ဆံမွေးကို ပြန်လည်ဖြေဆိုရမယ်လို့စေကွန်စီပြောတဲ့တင်ကိုလည်းပြောပြပေးရှင်ပါတယ်။ ်ငလင်းကျောင်းကရှင်စကိုင်းမန္တလေးနဲ့နေပြည်တော်တွေမှာစစ်စစ်ခဲ့တဲ့တက္ကသိုလ်ဝင်တဲ့ဆံမပွေးအဖြစ်တော်တွေဟာမင်းလောင်ပြည့်စည်သွားတဲ့အတွက်ဆံမပွေးပြန်လည်ဖြေဆိုရမယ်လို့မင်းကစစ်ကုံစီပိုင်းတင်းစာတွေမှာဖော်ပြပါဗျ။ဆံမပွေးပြန်လည်ဖြေဆိုရမယ့်ရက်ကိုဇွန်လ16ရက်နေ့ဇွန်လ21ရက်နေ့အထိကရှင်စကိုင်းမန္တလေးနဲ့နေပြည်တော်တွေမှာပြန်လည်စစ်စစ်ရမှာ ဖြစ်ပါတယ်။မင်းလား26ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကျောင်းမန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပြည့်စည်မှုအထက်မှာ2024 ည်း2025ပညာသင်နှင့်တက္ကသိုလ်ဝင်တဲ့ဆံမွေးအဖြစ်လို့တဲ့မင်းလုံပြည့်စည်ခဲ့ရပါတယ်။အဲ့ဒီမင်းလုံမော့အထက်မဲလီလီတိုင်းကဖြစ်စုသူဦးရဲ6900ကျော်နဲ့အဖြစ်လို3900ကျော်၊စကိုင်းတိုင်းကဖြစ်စုသူဦးရဲ9000ကျော်နဲ့အဖြစ်လို4300ကျော်၊ကရှင်ကဖြစ်စုသူဦးရဲ8000ကျော်ရဲ့အဖြစ်လို9200ကျော်၊စုစုပေါင်းအဖြစ်လို၄သိန်းဝန်းကျင်မင်းလုံပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။ စစ်ကောင်စီကအခုလိုဆံမဝေးပြင်လေစစ်စစ်ဖို့ကြေညာနေပေမဲ့ငလျင်ဘေးဒဏ်တင်ဒေသတွေကကြောင်းသားကြောင်းသူတွေဟာစစ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအထိခိုက်မှုတွေကြောင့်ဆံမဝေးပြင်လေဖြစ်ဆိုဖို့အခက်အခဲရှိနေကြတယ်လို့သိရပါဗျာ။ နောင်ချိုတောင်ခမ်းတိုက်ပွဲမှာစစ်ကောင်စီကအစိမ်းငွေဘုံးတွေနဲ့တိုက်ခိုက်တဲ့တဲ့င်းကိုတင်ဆက်ပေးရှင်ပါတယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းရွာအနီးမှာရှိတဲ့ TNLA နဲ့ DBNLA တပ်တွေရှိတဲ့နေရာတွေကိုစစ်ကောင်စီကအစိမ်းငွေဘုံးတွေအုံပြူတိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ် DBNLA ရဲ့မနေ့ကထုတ်ပြန်ချက်အရသိရပါတယ်။ ဧပြီလ20ရက်နေ့တောင်ခမ်းရွာအနီးတဝိုက်ကိုအစိမ့်ငွေဘုံခနှလုံးအုံပြူတိုက်ခိုက်ခဲ့တာကြောင့်အစိမ့်ငွေရှူမီနဲ့ရေးပေါ်တဲ့မူးဝင် ONDA သွေးပောင်ရှင်ကြားတာတွေဖြစ်ဖို့ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီကတောင်ခမ်းနဲ့တခြားတော်လှန်ရေးတပ်တွေရှိတဲ့နေရာတွေကိုမကြာခဏအစိမ့်ငွေဘုံအုံပြူပြီးတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ DBNL ကဆိုပါတယ်။တောင်ခမ်းကျွရမှာစစ်ကောင်စီနဲ့ TNL DPNL တက်တော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာနဲ့အစိုက်တဲငွေဘုံတွေအုံပြူပြီးထိုးစစ်ဆင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီဘက်ကအပြစ်ခတ်ရစေချောင်းကိုကျင်ညာထားပေမဲ့နိုင်ငံတကာကတားမြစ်ထားတဲ့တိုက်ခိုက်မှုမျိုးတွေကိုအချင်းချင်းကျူးလွန်နေတယ်လို့လည်း DPNL ကဆိုထားပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးပါမယ်။အိန္ဒိယဝန်ကြီးချုပ်နဲ့အမေရိကန်ဒူးသမ္မတဒယ်လီမှာတွေ့ဆုံတဲ့အကြောင်းပဲဖြစ်ပါတယ်။ အမေရိကန်ဒုသမတ JD Vance နဲ့အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံပြီးနှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်တွေဆွေးနွေးခဲ့တယ်လို့နှစ်ဘက်သက်ဆိုင်ရာယုံတွေကမနေ့ကထုတ်ပြန်ပါတယ်။အမေရိကန်ရဲ့အခွင့်တွန်းမြင့်တာတွေကိုရှောင်ရှားနိုင်ရဲ့အတွက်နယူးဒယ်လီဖက်ကထရန့်အစိုးရကိုရှင်းကပ်နေရှိမှအခုလိုတွေ့ဆုံလာတာလေးဖြစ်ပါတယ်။နှစ်ဘက်ကောင်းဆောင်တွေကြားမှာကြည်ကြည်ပြန့်ပြန့်ဆွေးနွေးခဲ့တဲ့အထက်ဆွမ်းအင်ကာကွယ်ရေးနဲ့ဗျူဟာမြောက်နေပညာကိစ္စရပ်တွေကိုအရှိန်မြတ်ပူးပေါင်းဆောင်ရွက်ရေးအတွက်ဆွေးနွေးချက်တွေလည်းပါဝင်ခဲ့ပါတယ်။နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ပတ်သက်လို့ ချစ်ဆက်ဆွေးနွေးညှိနှိုင်းသွားဖို့ကိုသဘောတူခဲ့တယ်လို့ထရန့်အစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်ဟာအိန္ဒိယရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီးတော့2024ခုနှစ်အတွင်းနှစ်နိုင်ငံကုန်သွယ်ရေးတန်ဖိုးမှာအမေရိကန်ဒေါ်လာ129ဘီလီယံအထိရှိခဲ့ပါတယ်။တလင်းလာနေကမိသားစုနဲ့အတူရောက်ရှိခဲ့တဲ့ JD Benz ဟာအိန္ဒိယမှာ၄ရက်ကြာမှဖြစ်တယ်လို့ American ဖက်ကတာဝန်ရှိသူတွေကပြောကြားထားပါတယ်ရှင်။ဒီကနေ့တည်င်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ ရခိုင်ပြည်တွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပို့ပေးရှင်တွေဆိုရင်တော့အပေါင်း66ချစ်သူများကို643 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်။